မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းတိုင်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကြီးကန်းမြေဌာနချုပ်အနီးအောင်မင်္ဂလာနယ်ကြားဆောင်စခန်းနဲ့မြေပုံမြို့နယ်က0.53စခန်းတို့ကိုရခိုင်တပ်တော် AA ကတိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မောင်တော်မြောက်ပိုင်းအမှတ်၁နယ်ကြားဆောင်ကိုကဲရေးမှုယုံကြီးကန်းမြေဌာနချုပ်အနီးအောင်မင်္ဂလာနယ်ကြားဆောင်စခန်းဟာ April 23ရက်နေ့က အရခတက်တော်အေအေထမ်းမှာလက်နက်ချအညံ့ခံခဲ့တဲ့အတွက်တင်ပိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။အောင်မင်္ဂလာနယ်ချောင်းဆောင်စခန်းဟာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားနှစ်ဒါဇင်ကျော်ရှိပြီးတော့လက်နက်ခဲယမ်းများနဲ့အတူအညံ့ခံခဲ့ကြောင်းနဲ့အခုလိုမျိုးအညံ့ခံတဲ့အချိန်တွဲမှာစစ်ကောင်စီကနတ်မြေဝါကနေပြီးတော့နေဗီကနေလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့လေယာဉ်များနဲ့လည်းအဲ့ဒီအနီးတစ်ဝိုက်ကိုဘုံတွေကျဲချတိုက်ခိုက်ခဲ့ခြင်းတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။မောင်တော်မျိုးတွေကတောင်ပြိုမျိုးကိုရခိုင်တပ်တော် AA ကတိမ့်ပိုက်ထားပြီးတော့မောင်တော်တမျိုးလုံးကိုတိမ့်ပိုက်ရရှိဖို့အတွက် အေကထိုးစစ်စင်တိုက်ခိုက်နေတာဟာလာအနေငယ်ကြာနေပြီဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မြေပုံမျိုးကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတပ်ပြန်ဆုတ်သွားတဲ့အတွက်မြေပုံမျိုးကိုရခိုင်တပ်တော်အေအေကမတိုက်ခိုက်ဘဲနဲ့တိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းမြေပုံမျိုးနယ်အတွင်းမှာအထူးသဖြင့်အမ်းမျိုးနယ်မှာရှိတဲ့စစ်ကောင်စီတပ်ရင်းများကအကာအကွယ်ပေးထားတဲ့စစ်ကောင်စီတပ်ရင်းများကိုရခိုင်တပ်တော်အေအေကတိုက်ခိုက်တိမ့်ပိုက်နေတယ်လို့သိရပါတယ်။မြေပုံမျိုးနယ်အတွင်းကြန့်ရှိနေသေးတဲ့စစ်ကောင်စီတပ်ရင်းများတွေက0.253တပ်စခန်းကိုရခိုင်တပ်တော်အေအေက AP လက် 10ရက်နေမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့14ရက်အကြာမှာအပိသက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သတင်းအရင်းမြစ်တွေကပြောဆိုထားပါတယ်။ point 253စစ်ကောင်စီစခန်းဟာမြေပုံမြို့နယ်စက်ငင်းကျေးရွာအရှိတ်တမိုင်အကွာမှာတည်ရှိပြီးတော့စစ်ကောင်စီရှေ့တန်းအမှတ်9စစ်စင်ရေးကိုကဲမှုဌာနချုပ်အောက်မှာတည်ရှိတယ်။နီးပြူဟာအမှတ်3စခန်းဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့လက်နက်ချအညံ့မခံတဲ့စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ဌာနချုပ်များအားလုံးကိုထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ရခိုင်တပ်တော် AA ကသတိပေးထားပြီးတော့ရခိုင်ပြည်နယ်ဟာ ရခိုင်တပ်တော် AA ကလွဲပြီးတော့မြည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှမရှိစေရလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမန္တရာမြို့ပေါ်မှာရှိတဲ့လက်ဖေးဆိုင်တဆိုင်မှာမြို့နယ်စစ်ကောင်စီအဖွဲ့ဝင်ဘုံမိုးတပ်နိုင်ဆိုပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ AP လ24ရက်နေ့မန္တပိုင်းကမန္တရာမြို့ပေါ်မှာရှိတဲ့လက်ဖေးဆိုင်တဆိုင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့မန္တရာမြို့နယ်မြို့နယ်ကောင်စီအဖွဲ့ဝင်ဘုံမိုးတပ်နိုင်ဆိုကိုအမည်မသိတဲ့လူတစုကတနက်နေ့ဝင်ရောက်ပြစ်ခတ်သွားရာတေဆုံသွားတယ်လို့သိရပါတယ်ဘုံမိုးတပ်နိုင်ဆိုပြစ်ခတ်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတွေတင်းတင်းကြပ်ကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။သူကတော်တော်ကိုစိုးသွမ်းပြီးတော့ရက်ဆက်တဲ့သူလို့နာမည်ကြီးနေတဲ့သူပါမရယာမျိုးနယ်သားတအူးပဲမရယာကိုပြန်ပြီးတော့တာဝန်ကျတာ၄လလောက်ပဲရှိသေးတယ်။သူရောက်ပြီးတော့မှရွာတွေကိုမီးရှို့တာလက်နက်ကြီးနဲ့ထုတာတွေပုံများလာတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။တေဆုံးသွားတဲ့ဗိုလ်မှူးတပ်နိုင်စိုးဟာ DSA အပတ်စဉ်46ကျောင်းစင်းတအူးဖြစ်ပြီးတော့မရယာမျိုးနယ်အတွင်းကိုတာဝန်ပေးခံရကရောက်ရှိလာပြီးတဲ့နောက် မရိယာမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးကာလှည့်လည်မီးရှို့ခြင်းလက်နက်ကြီးများနဲ့ကျေးရွာများကိုထုနှက်ခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းတို့ကြောင့်အပြစ်မဲ့တဲ့ပြည်သူအယောက်20ခန့်တေဆုံးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းနတ်မောက်မြို့တင်မြို့ကြားလမ်းစုံနဲ့ကျေးရွာ၄ရွာကပြည်သူအယောက်30ကျော်ကိုအကြမ်းဖက်စစ်ကောင်စီကနေအိမ်တွေတဲထီကိုဝင်ရောက်ပြီးတော့ဖမ်းဆီးပြီးစစ်မှုထမ်းဖို့အတွက်ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် ဧပြီလ23ရက်နေ့မှာနမ်မောင်မြို့နယ်မြို့တက်မြို့ကြားမှာရှိတဲ့လမ်းဆောင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလမ်းသွားလမ်းလာပြည်သူများကိုအကြောင်းမဲ့တားဆီးစစ်ဆေးပြီးအသက်အရွယ်မေးမြန်းကပြည်သူအယောက်20ခန့်ကိုစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။နမ်မောင်မြို့နယ်မြို့တက်မြို့ကြားမှာစစ်ခွေးတွေကတားပြီးတော့ဖမ်းဆီးသွားတာခရီးသွားလူငယ်အယောက်20လောက်ကိုစစ်ခွေးတပ်ကစစ်မှုထမ်းဖို့ဆိုပြီးတော့ဖမ်းဆီးသွားတာ45နှစ်အောက်ယောက်ျားလေးတွေအကုန်ပဲဖမ်းသွားတာလို့ People's Defense Organization နတ်မောက်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အလားတူပဲ AP လ22ရက်နေ့ကလည်းနတ်မောက်မြို့နယ်မှာရှိတဲ့ကွင်းကြီးရွာအောင်သာရွာပြီးချောင်းရွာနဲ့ထနောင်းကုန်းရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီကအင်အား200ခန့်နဲ့ဝင်ရောက်စီးနင်းပြီးတော့နေအိမ်တွေတဲထီကိုပြည်သူများကိုဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကပြောဆိုခဲ့ပါတယ်နမောင်မြို့နယ်ကကွင်းကြီးရွာအောင်သာရွာတီချောင်းရွာထနောင်းကုန်းရွာတွေကလူငယ်တွေကိုအင်အား200ခန့်နဲ့စစ်ခွေးတွေကလူနေအိမ်တွေထဲကိုဝင်ပြီးတော့ဖမ်းဆီးသွားတယ်။ရွာထဲမှာရှိတဲ့လူငယ်တွေကိုအသက်မေးပြီးတော့ ဆက်ရှင်နဲ့အထက်တွေဆိုရင်ခဏလိုက်ခဲ့ဆိုပြီးတော့ဖမ်းသွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကကွင်းကြီးရွာကပြည်သူ6ဦးအောင်သာရွာကပြည်သူ9ဦးကိုဖမ်းဆီးသွားပြီးတီးချောင်းရွာနဲ့ထနောင်းရွာကပြည်သူဗနက်ဦးကိုဖမ်းဆီးသွားလဲဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား200ခန့်ဟာကျေးရွာတွေမှာထပ်မံပြီးတော့အင်အားဖြည့်တင်းပြီးကြပြိုင်နဲ့ထဲဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကအရန်တက်ဖွဲ့ဥပဒေနဲ့စစ်မှုရန်ဟောင်းများကိုဆင့်ခေါ်ပြီးတော့စစ်တင်တန်းပေးရမှာတနှစ်တာဝန်ထမ်းဆောင်ပါမယ်ဆိုတဲ့လက်မှတ်ရေးထိုးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ AP လ17ရက်နေ့ကဘကိုးတိုင်းအတွင်းမှာရှိတဲ့စစ်မှုရန်ဟောင်းများကိုဆင့်ခေါ်ရမှာဆင့်ခေါ်တဲ့နေ့ကစပြီးတော့တနှစ်တာဝန်ထမ်းဆောင်ပါမယ်ဆိုတဲ့အကြောင်းကိုလက်မှတ်ရေးထိုးရတယ်လို့စစ်မှုရန်ဟောင်းမိသားစုဝန်ကြီးကသိရပါတယ်။အိမ်ကအဖေကတော့ပါသွားတယ်။တပ်ပြေပင်စင်ယူထားတာမှမကြသေးဘူး။အခုပြန်ပါသွားပြန်ပြီ။ သူတို့ကခေါ်တဲ့အခါမှာတပ်ပြေပင်စင်လာလာရောအခုတာဝန်ထမ်းဆောင်တဲ့ဇေယိတ်ကိုပေးမယ်ပြောတယ်အဖေကလည်းနားကျင်နေတာငွေကြေးမမတ်မောပါဘူးတနေ့တာဝန်ထမ်းဆောင်ရမယ်ဆိုပြီးတော့လက်မှတ်ထိုးခိုင်းနေတယ်လို့စစ်မှုထမ်းဟောင်းမိသားစုဝင်တဦးကပြောပါတယ်ဒါ့အပြင်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စစ်မှုထမ်းဟောင်းများကိုအရန်အင်အားဥပဒေနဲ့လူဦးရေအယောက်60ခန့်ကိုခေါ်ယူပြီးတော့လဲကူးမှာရှိတဲ့ဖောင်ကြီးတင်တန်းမှာစစ်တင်တန်းပေးမှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်စစ်ကောင်စီကအရန်တပ်ဖွဲ့ဥပဒေနဲ့စစ်မှုမထမ်းမနေရပြည်သူစစ်ဥပဒေနဲ့ စစ်မှုထမ်းဟောင်းများနဲ့တပ်သားတစ်ခေါ်ယူစုဆောင်းရာမှာတအိမ်ထဲမှာရှိတဲ့မိသားစုကိုအကုန်ခေါ်ယူမှုတွေကိုလည်းပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ကျွန်တော်ကရှောင်နေရတယ်။အဖေရဲ့အမေရဲ့အကိုရဲ့ကြံခဲ့တာ။အဖေနဲ့အကိုကိုခေါ်သွားတယ်။အမေတယောက်ပဲလုံကျွေးမဲ့သူမရှိပဲကြံခဲ့တယ်။သူတို့လာစားဆိုတာဘယ်စီနေမှန်းကိုမသိပါဘူး။ရခိုင်လိုမျိုးကချင်လိုမျိုးစစ်ပွဲတွေထဲအလွတ်ခံရရင်အသက်အာမခံကလည်းမသေးကြဘူးလို့ရန်ကုန်တိုင်းအတွက်မှာရှိတဲ့စစ်မှုထမ်းဟောင်းမိသားစုဝင်တအုပ်ကပြောပါတယ်။စစ်ကောင်စီကအရန်တပ်ဖွဲ့ဥပဒေနဲ့ခေါ်ဆောင်ခံရတယ်။ စစ်မှုရန်ဟောင်းများကိုမူလတာဝန်ကြရာတရင်ဌာနများကိုပြန်လည်ပို့ဆောင်ပြီးတော့တာဝန်ထမ်းဆောင်ခိုင်းမှာဖြစ်တယ်လို့ဆိုထားပါတယ်ဒါအပြင်အဲ့ဒီစစ်မှုရန်ဟောင်းများတင်နန်းပြီးဆုံးမှာကလူသစ်ခေါ်ယူစုဆောင်းနေတဲ့တပ်သားတွေများကိုစစ်တင်နန်းနီးပြအဖြစ်နဲ့ခန့်အပ်ခိုင်းစေမယ်လို့ပြောဆိုမှုများလည်းရှိနေပါတယ်ကပ္ပစကာကွယ်ပစ္စည်းစက်ရုံတွေကသူ့ကိုကပ္ပစတွေကိုပြန်ပို့မယ်အရန်အင်အားတပ်ဖွဲ့ကဆိုရင်လည်းအရန်အင်အားမှာပဲထိုင်ရမယ်ဆိုပြီးတော့ပြောဆိုခေါ်ယူမှုတွေရှိနေတယ်လို့သိရပါတယ်ရှေ့တန်းမထွက်ခိုင်းမဲနဲ့စစ်တင်နန်းနီးပြအဖြစ်နဲ့ထားမယ်လို့လည်းပြောသွားတယ် ဒါပေမဲ့စစ်အင်အားလိုအပ်နေတော့သူတို့ပြောတဲ့စကားကအတိမယူနိုင်ဘူးရှေ့တန်းခေါ်သွားရင်လည်းဘာမှမတတ်နိုင်ဘူးလေမလုံချင်လို့ပြစ်ဒဏ်ခံယူပြီးထွက်လာပြီးကမှပြန်သွားရမယ်ဆိုတော့အတော်ကိုမကျေနပ်စရာပဲစင့်ခေါ်ချိန်မှာမလာရင်လဲထောင်တန်းငွေတန်းနဲ့ဥပဒေကိုအသက်သွင်းထားတော့အချက်ရိုက်နေရတယ်လို့အလဲပိုင်းတိုင်းမှာရှိတဲ့တိုက်ရင်တစ်ခုကထွက်လာတဲ့မိသားစုဝင်တဦးကပြောပါတယ်စစ်ကောင်စီကစစ်မှုထမ်းဟောင်းစုဆောင်းတဲ့နေရာမှာအင်အားလိုအပ်ချက်ကိုကြည့်ပြီးတော့အောက်ခြေစစ်သားဟောင်းများကိုပြစ်မှတ်ထားပြီးခေါ်ယူနေပြီး ခေါ်ယူခံရတဲ့သူအများစုဟာရှေ့တန်းစစ်မြေနာပြင်ကနေဓာတ်ရိုက်အငိမ့်သားယူထားတဲ့သူအများစုဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ17ရက်နေ့ကအသက်သွင်းလိုက်တဲ့အရန်တက်ဖွဲ့ဥပဒေအရစစ်မှုရန်ဟောင်းများကိုစင့်ခေါ်ပြီးတော့တင်နန်းပေးနေတာဟာပထမအကြိမ်ပထမအတုပ်ဖြစ်ပြီးဒုတိယအတုပ်ခေါ်ယူဖို့အတွက်ရက်ကွက်အတွင်းမှာစည်ရင်နေလိုက်လံကောက်ခံလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့ပေါ်မှာ နေအိမ်ထောင်နဲ့ခြေပြီးတော့မီးရှို့ဖျက်ဆီးခံနေရပြီးအဲ့ဒီမီးရှို့မှုဟာစစ်ကောင်စီနဲ့အာစာ ARA အကြမ်းဖက်အဖွဲ့တို့ကပူးပေါင်းပြီးတော့မီးရှို့ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကတင်နန်းပေးထားတဲ့အကြမ်းဖက်မွတ်စလင်လက်နက်ကိုင်အချို့နဲ့အာစာ ARA အကြမ်းဖက်အဖွဲ့တို့ဟာပြီးခဲ့တဲ့ AP လ12ရက်နေ့ကလေးက အရက်သားနေအိမ်များကိုစစ်ကောင်စီတပ်ဖွဲ့ဝင်နေနဲ့ပူးပေါင်းပြီးတော့မိရှုနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီအကြမ်းဖက်အဖွဲ့များမိရှုဖျက်ဆီးနေတဲ့အထဲမှာမွတ်စလင်များအပါအဝင်ဒေသခံပြည်သူများကိုကျမ်းမာရေးစောင့်ရှောက်မှုပေးနေတဲ့နိုင်ငံတကာအဖွဲ့နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရုံးလဲပါဝင်ပြီးတော့ဟိန္ဒူအိမ်များနဲ့ရခိုင်အိမ်များအများဆုံးမိရှုဖျက်ဆီးခံရတယ်လို့သတင်းအရင်းမြစ်တစ်ခုကပြောဆိုခဲ့ပါဗါတယ်။ကျွန်တော်တို့သတင်းကြားရသလောက်မိရှုခံရတဲ့နေအိမ်9000လောက်တောင်ရှိနေပြီလို့သိရပါတယ်။ MSF ရုံးလဲပါတယ် ဟိန္ဒူဘာသာဝင်နေအိမ်တွေရခိုင်တိုင်းသားနေအိမ်တွေလည်းပါတယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းရုံးခန်းတွေနေအိမ်တွေပါကြတယ်အကျန်းဖတ်ဖွဲ့တွေကိုစိတ်ကောင်းစီကနောက်ကနေကြိုးကင်နေတယ်အားပေးအားမြောက်လုပ်ပေးနေတယ်လို့ပြောဆိုခဲ့ပါတယ်မီးရှို့ခံရတဲ့နေအိမ်များဟာအမှတ်3အမှတ်4အမှတ်5အမှတ်9စတဲ့ရက်ကွက်ကနေအိမ်အများဆုံးပါဝင်တယ်လို့သိရပါတယ်ရသိတောင်မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာဘူးဒီတောင်မောင်တော်ကိုရခိုင်တပ်တော်အေကခြေတက်လိုက်ရာတိုက်ပွဲကိုရှောင်တဲ့အနေနဲ့အဲ့ဒီမြို့မှာရှိတဲ့ဒေသခံပြည်သူများဘေးကင်းရာကိုတိမ်းရှောင်နေကြချိန်မှာ စစ်ကောင်စီကအကြမ်းဖက်အဖွဲ့များနဲ့ပူးပေါင်းပြီးတော့လူနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အာနာသိန်းအကြမ်းဖက်စစ်ကောင်စီကအာစာ ARA တို့နဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်တွင်းမှာလူမျိုးရေးပြဿနာများဖြစ်ပွားစေဖို့အတွက်ဖန်တီးပေးနေခြင်းမရှိဘူးဆိုပြီးတော့ငင်းဆို့ထားတော့လေမြေပြင်မှာတော့အကြမ်းဖက်အဖွဲ့များကိုလက်နက်များတပ်ဆင်ပေးကသွေးထိုးလှုံ့ဆော်နေတာကိုမောင်တော်ခရိုင်ကမွတ်စလင်များနဲ့ပြည်ပမှာရှိတဲ့မွတ်စလင်ခေါင်းဆောင်များကပြောဆိုခဲ့ကြပါတယ်။စစ်ကောင်စီကဘူးဒီတောင်မြို့မှာလက်ရှိဖြစ်ပွားနေတဲ့နေအိမ်များမိရှို့ အပြစ်မဲ့တဲ့အရသာပြည်သူများကိုဒဇာခံအဖြစ်နဲ့ဖမ်းဆီးစတဲ့ပြိပခါများကို၎င်းတို့လက်သက်မွေးစားထားတဲ့အာစာနဲ့ AIA အကြမ်းဖက်အဖွဲ့တို့ကျူးလွန်နေတဲ့လောက်ရက်ကိုမျက်ွယ်ပြုတ်ထားကအရခတ်တက်တော် AA ကိုအပြစ်ပုံချထားတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ဆွဆွဲပြောဆိုချက်ကိုရခိုင်တက်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခကလည်း AP လ16ရက်နေ့ကပြန်လည်တုံ့ပြန်ထားတာကိုတွေ့ရပါတယ်ဇော်မဲလုံးရဲ့ဆွဆွဲပြောဆိုချက်ကဒါကတော့တခိုးကလူကိုပြန်ဟစ်တာပဲဗျအကြမ်းဖက်ဖက်စစ်ပေါင်းစီဟာ ရခိုင်စစ်မြန်နာမှာသူတို့ရဲ့ရှုံးနိမ့်မှုတွေကိုဖုံးကွယ်ဖို့အတွက်စ조사တဲ့အခါတိုင်းကျွန်တော်တို့ရဲ့အဖွဲ့အစည်းအပေါ်မှာရုံညံ့အောက်တန်းကြတဲ့နိုင်ငံရေးအောက်လုံးတွေနဲ့တောက်လျှောက်တိုက်ခိုက်နေတာဖြစ်ပါတယ်လက်ရှိအခြေအနေမှာအရခဒေတာကတဆင့်ချင်းနယ်မြေလက်လွတ်ဆုတ်ခွာနေရတဲ့အကြမ်းဖက်ဖက်စစ်စစ်ကောင်စီဟာအရခဒေတာမှာဘာသာရေးလူမျိုးရေးပြိပခါတွေကိုဖန်တီးထားခဲ့ဖို့ကောက်ကျစ်ဆင်းလဲစွာနဲ့လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်လို့ပြောဆိုခဲ့ပါတယ် ULA AA အနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့အပေါင်းပါအကြမ်းဖက်အဖွဲ့များရဲ့ အရခပြည်သူများအပေါ်ကိုကျူးလွန်တဲ့စစ်ရာဇဝဲမှုများအားလုံးကိုတေးသေးချာချာမှတ်တမ်းတင်ထားပြီးပြစ်မှုကျူးလွန်သူ ရာဇဝဲကောင်များအားလုံးကိုအေးအေးယူအပြစ်ပေးသွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ